ကမ္ဘာစာနာယိကအစီအစဉ် WFP ကစာနာယိကထောက်ပံ့ပေးမှုတွေကိုအပီလော့ကစကရဲ့တက်မှဖြစ်တာကြောင့်ပြပခဖြစ်ပွားနေတဲ့ဒေတာတွေနဲ့အကူအညီကိုအားထားပြီးရှင်သန်ရည်တည်နေကြရတဲ့စစ်ပေးရှောင်တွေပြင်းထန်တဲ့တရားမှုတွေခံစားရနိုင်တယ်လို့သိရပါတယ်။ဝေဝေသတင်းပေးပို့ထားပါတယ်ရှင်။လူသားချင်းစာနာထောက်ထားမှုတွေပံ့ပိုးကူညီနေတဲ့ကမ္ဘာစာနယ်ရိက္ခာအဖွဲ့ WFP ကရမုံငွေတွေပြည့်လက်မှုကြောင့် စနေရိတ်ခါထောက်ပံ့ပေးမှုတွေကိုလာမယ့်ဧပြီလကစတင်ရပ်တန့်လိုက်မှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံကလူဦးရေသက်တမ်းလောက်ကိုထိခိုက်မှာဖြစ်ပြီးစစ်ရှောင်ဒုက္ခတွေတွင်နေအရေးပေါ်စနေရိတ်ခါလိုအပ်သူတွေအတွက်လည်းအကျပ်တွေရီဖြစ်လာမယ်လို့ကုညီနေတဲ့အဖွဲ့တွေစီကနေသိရပါဗျ။ USAID ရဲ့ရမုံငွေပြတ်တောက်မှုကြောင့်အခက်အခဲတွေကြုံခဲ့ရသလို WFP ရဲ့အထောက်ပံ့တွေပါပြတ်လတ်လာမယ်ဆို ူသသိန်းလောက်ထပ်မံပြီးရှော့ချထောက်ပံ့နိုင်တော့မယ်အကြောင်းကို ပြည်ရင်းထားနေမယ်ကရင်ဒုက္ခသည်များဆိုင်ရာကော်မတီရဲ့တာဝန်ရှိသူကပြောပါတယ်တနင်္လာရီတိုင်းပြင်ပြနေမှုပြင်နေတဲ့ပကိုးရှိချမ်းမို့နော် ရှိတဲ့တပန်းကြော်ကြော်ရှိတဲ့ဒီအမ် IDP ကိုကျွန်တော်တို့ထောက်ပံ့တဲ့နေရာမှာတော့မှကျွန်တော်တို့ကဆိုရင်ဒီထောက်ပံ့မှုအခက်အခဲကရှိနေတယ်တနည်းအတွင်းမှာဆိုရင် ကျွန်တော်တို့လူပေါင်း3သိန်းလောက်ကိုပဲကျွန်တော်တို့ထောက်ပံ့နေတဲ့အနေအထားမှာဆိုရင်ဒီ WFP ရဲ့ funding နည်းသွားတော့အပေါ်မှာကြတော့ကျွန်တော်တို့ဘလော့ခတိခန့်မှန်ရတယ်လို့ဆိုတော့လူပေါင်းသသိန်းလောက်ကိုကျွန်တော်ရှို့တော့ဒါထောက်ပံ့အာပေးရမှာပေါ့နော်တဘောကကျွန်တော်နှစ်သိန်းလောက်ပဲကျွန်တော် ထောက်ပံ့ပေးနိုင်တော့မယ်လို့အဲ့ဒါတော့ကျွန်တော်ရဲ့တွေ့ချက်တွေ့ဆချက်ပေါ့နော် WFP ရဲ့ထုတ်ပြန်ချက်အရဧပြီလကစတင်ပြီးလူသသန်းကျော်အတွက်စာနယ်ရိက္ခာတွေရက်ဆိုင်မှာဖြစ်ပြီးအဲ့ဒီအထက်ရခိုင်ပြည်နယ်တွေကရိုဝင်ဂျာအတိုင်းဝိုင်းတွေပါဝင် နေရဲဆွခွာသူတသိန်းလောက်ကိုလည်းထိခိုက်မှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။စစ်တွေမြို့မှာရှိတဲ့ရိုဟင်ဂျာတသိန်းဒီပါက2012ကတည်းကနေပြီးတော့ဒီဒုက္ခသည်စခန်းတွေမှာ ပိတ်လောင်ခံထားရတယ်။ဆိုတော့သူတို့ဒီရိတ်ခါတွေအားလုံးကိုမိခိုနေရတယ်။အခု WFP ကဒီရိတ်ခါတွေကိုဖျက်ထောက်လိုက်မယ်ဆိုရင်ဒီလူတွေအားလုံးကိုတည်တံပေးလိုက်တာနဲ့အတူတူပဲအငက်ဘေးကြုံတွေးပြီးတော့အအသက်အန္တရာယ်ကိုစိုးရင်ရတဲ့အနေအထားတိဖြစ်လာမယ်။ WFP ကရမုံငွေအစ်စ်တွေများနိုင်တော့ရင်မြန်မာနိုင်ငံမှာရှိတဲ့အသက်9နှစ်ယောက်ကလေးကိုဝင်ဆောင်နုတိုင်းမိခင်နဲ့မတန်ဆွမ်းသူတွေပါဝင်လူ3000ခွဲကိုသာကူညီနိုင်တော့မှာဖြစ်တယ်လို့သိရပါတယ်။အထောက်ပံ့ကူညီတွေရပ်ဆိုင်လိုက်တာကြောင့်ပြည်ပခန့်တွေဖြစ်ပေါ်နေတဲ့ဒေသတွေနဲ့ WFP ရဲ့စာနယိကအကူအညီတွေကိုအားထားပြီးရှင်သန်ရပ်တည်နေကြတဲ့စစ်ဘေးရှောင်တွေအတွက်ပြင်းထန်တဲ့တရားမှုတွေခံစားရနိုင်တယ်လို့ WFP ရဲ့ပြန်ကြားရေးတာဝန်ခံက DVB ရဲ့မေးမြန်းမှုကိုစာတိုနဲ့ပြန်လည်ဖြေကြားပါတယ်။ DVB သတင်းတောက်ကပြန်လည်ဖတ်ကြားပေးမှာဖြစ်ပါတယ်။ WFP ရဲ့အကူအညီရဆိုင်လိုက်တဲ့အခါနေ့စဉ်ဝိုင်းရေးအတွက်ဒီထောက်ပံ့တစ်ခုတည်းကိုပဲအားထားနေရတဲ့သူတွေဖို့မှန်းဆလို့မရတော့အောင်ခက်ခဲဒုက္ခကြုံတွေ့ကြရမယ့်အခြေအနေဖြစ်ပါတယ်။အထူးသဖြင့်ပဋိပက္ခဖြစ်ပွားနေတဲ့ဒေသတွေဖြစ်တဲ့နိုင်ငံရဲ့အနောက်ပိုင်းဒေသ၊အရှေ့တောင်ပိုင်းဒေသ၊မြောက်ပိုင်းဒေသနဲ့လယ်ပိုင်းဒေသတွေက WFP ရဲ့စားနပ်ရိက္ခာအကူအညီကိုအားထားပြီးရှင်သန်နေကြရတဲ့ စစ်ဘေးရှောင်တွေနဲ့အခြားပဏိပက္ခခံစားနေကြရတဲ့ရဲရလူထုတွေအပေါ်ပြင်းထန်စွာတက်ရောက်မှာပါမြန်မာနိုင်ငံမှာစာနာရေးကာလဝတ်ဆုံးကာလတွေဖြစ်တဲ့ဇူလိုင်လကနေစတင်မာလာအတွင်းမှာထိခိုက်လွယ်သူလူရေသုံးသိန်းကိုရေးပေါ်စာနာရေးခါတွေကူညီထောက်ပံ့ပေးနိုင်မှုဦးစားပေးပြီးကြိုးပမ်းဆောင်ရွက်နေကြောင်းကိုလည်း WFP ကဆိုပါတယ်2024နှစ်ကုန်ပိုင်းကပြည်ရင်းနေရဲဆွန်ခွာသူဦးရေက3.5တန်းကျော်လွန်လာခဲ့ပြီးဖြစ်ပြီးလူသားချင်းစာနာထောက်ထားမှုလိုအပ်ချက်တွေက မကြုံဖူးတဲ့အဆင့်ထိမြင့်မားလာနေက2025ခုနှစ်ထဲမှာတော့လူဦးရေ16သတ္တမ9တန်းလောက်အတွက်ထောက်ပံ့ရေးအကူအညီတွေလိုအပ်ချက်ရှိလာလိမ့်မယ်လို့ UNOCHA မြန်မာကခန့်မှန်းထားပါတယ်။ကျွန်မဝေပါ